အပြိုကြီးလို့ပဲတော်တော်ထင်တာများအခုချိန်ထိလည်းဒါကိုယ့်ရဲ့ပရိသတ်တွေပေါ့နော်ကွန်မန့်တွေမှာကြည့်မယ်ဆိုလို့ရှင်ဟာမမအပြိုကြီးပဲလောက်တော့မလာပါသတင်းချုပ်ပြီးလေးပါညာဆိုတော့အဲ့လိုမျိုးစနေတာပေါ့နော်ချွတ်ကြကလေးလေးရှိတယ်မတော်မှာသားလေးတယောက်ရှိတယ်လို့ပြောတယ်သားလေးကဘေဘီလေးပဲထင်တာပေါ့နော်တတတေးလေးဦးကြတော့ဟဲ့သားရအကြီးပဲရကမကြီးတော့ဖြစ်ကုန်ခေါ်ကြအခေါ်လေးပြောင်းကုန်ပြီကိုမေကိုအပြိုကြီးတိန်တဲ့လူတွေကြတော့မဟုတ်ဘူးလေဒါကိုဘောဒီ ရုပ်ရည်ဒီပေါ့ရုပ်ရည်ဒီယူပကသနာကုချိန်นี่ဒါတော်ပါတော့ဒါချုံမလှပနေလို့ပါတယ်ကုသူများရဲ့အပြိုလို့ထင်ရအောင်လို့ဒီဖြစ်နေတဲ့အတွက်ကြောင့်ပါနော်အဲ့လိုပဲပြောအောင်ပါဗောဒါအတွက်ချင်းမလေးကိုယူရတယ်ဟုတ်ရှာနေတော့မယ်ပေါ့ဝမ်းရှာပြပါအောင်ပေါ့ အပြိုကြီးလို့ပဲတော်တော်ထင်တာများအခုချိန်ထိလည်းဒါကိုယ့်ရဲ့ပြစ်ဒတ်တွေပေါ့နော် comment တွေမှာကြည့်မယ်ဆိုလို့ရှင်ဟာမမအပြိုကြီးပဲလောက်တော့မလားဗာသတင်းချုပ်ပြီးလေးဗာညာဆိုတော့အဲ့လိုမျိုးစနေတာပေါ့နော်ဒါပေမဲ့ကိုလည်းချပြပါရဲ့ဒါပေမဲ့သူတို့လည်းချပြတဲ့အချိန်မှာမကြည့်ဖြစ်တာတို့ဘာလို့ဖြစ်မှာပေါ့နော်အဲ့အဲ့လိုမျိုးဆိုတယောက်ချင်းစီရောကိုကမပြောပြဘူးပေါ့လေအဲ့လိုမျိုးဆိုအဲအဲ့ဒါကြောင့်အပြိုကြီးလို့ထင်တာပါလို့တကယ်တမ်းကျတော့ချွတ်ချက်ကလေးလေးရှိတယ်မတော်မှာသားလေးတယောက်ရှိတယ်လို့ပြောတယ်သားလေးက ဘေဘီလေးပဲထင်တာပေါ့နော်တတတေးလေးဦးကြတော့ဟဲ့တားရအကြီးပဲရကမကြီးတော့ဖြစ်ကုန်ခေါ်ကြခေါ်ဝေါ်လေးပြောင်းကုန်ပြီဟိုဒီကိတလောကမှာဒီကျွန်တော်ကတော့အမေကိုအားကြရတဲ့အကြောင်းကတော့အမေဟိုးဒီအရင်ကလေးကပေါ့နော်ဒီဟို ဒီမြန်မာအတန်တို့ဘာလို့မှကလေးကဒီချင်းနေဆိုတာတချင်းနေဆိုတာပေါ့နော်အဲ့ဒီဒီအဲ့ကနဝင်တချင်းနေသူတို့ဒီရဲ့တဲ့တချင်းနေစဆူရင်းနေကျွန်တော်ကစပြီးတော့ဒီစတူဒီယိုလောကထီကိုအမေကိုကျွန်တော်ကဒီဟိုအပေးနေအပေးနေတော့မယ်ပေါ့နော်အဲ့ခုချိန်ဒီလဲဟိုအောင်မြင်ကြရတဲ့ဆိုတော့ဒီအဲ့ဒါ ပြောလိုက်လေသားရီးစရာပြောလိုက်လေသားကိုပြစ်ကလေးကချော့သိပ်ခဲ့တာမေတချင်းနဲ့ဟိုကျွန်တော်ကိုဒီပကတ်ထဲမှာခဲ့တယ်ကျွန်တော်တို့တချင်းအတန်အတန်ဟောဘောဒီမကောင်းမကောင်းတဲ့လူဆိုလို့ရှိရင်ဟိုကောင်းတဲ့လူမှကျွန်တော်တချင်းကိုချော့သိပ်တယ်အဲ့တော့ကိုကအတန်ကောင်းတဲ့လူကလေးမလေးဆိုလဲကလေးမလေးဆိုလဲကောင်းတဲ့အတန်မှ အဲအဲ့လိုမကောင်းတဲ့အတန်ဆိုသူကမရဘူးအဲ့ဆိုနောက်တစ်ယောက်အကောင်းတဲ့အတန်ပဲသူကိုယ်တိုင်လည်းဝေဝါသနာပါလာပါဆိုတော့လေအားကြောင့်ကိုကလည်းဒီကလေးကဘာဖြစ်လို့ပေါ့တချင်းတည်းမကောင်းလို့ဆိုမကြိုက်တယ်အဘသူကအဆိုတော်ဝါသနာပါလာဟုတ်ကိုမေကိုအပြိုကြီးတိုင်နေလူတွေကြတော့မဟုတ်ဘူးလေဒါကိုကပေါ့ဒီ ရုပ်ရည်ဒီပေါ့ရုပ်ရည်ဒီယူပကသနာကုချိန်နေဒါဘာလို့နော်ဒါချုံမတ်လှပနေလို့ပြောရကိုသူများရဲ့အပြုံလို့ထင်ရအောင်လည်းဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်အဲ့လိုပဲပြောမှာပေါ့စောင့်ပြောနေလေအမေကပြောနေတယ်ဒါပေမဲ့အခုအခုအခုတော်တော်မေ့ပြောတာအမေဝိချာအမေဝိချာအသားရဲ့အမေကတချင်းလဲဘာမှတိတ်မှမလုပ်တော့တာဘယ်လိုမျိုးပဲကိုစီပွားရင်းနဲ့ကိုအဲ့လိုမျိုးဖြစ်နေတယ်ဆိုတော့အမေရဲ့ဝိချာမယ်တဲ့အကြမ်းမိုက်လည်းပိုကောင်းတာပေါ့ဒါသူမြေပြောပါတယ် အဲသူကတော့ပြောမယ်အခုဆိုလဲသူចောင်းတက်နာပဲလေចောင်းတက်နေဆိုသူသူကနဲ့သူဆုံးဖြတ်တယ်အဲ့လိုမျိုးတွေးခေါ်လေးမှားတဲ့ဟာလည်းရှိတယ်ပေါ့နော်ဒါမဲ့သူပြောမမေးတားတို့ចောင်းရေးတာလားဟုတ်တယ်ဒါမိဘတိုင်းဟာဒီလိုပဲတားသမီးတွေလည်းဒီလိုပဲမှားတဲ့ចောင်းလည်းရှိမယ်အဲ့ခါကျတော့ရှင်စက်မမှားရအောင်ဘယ်လိုလုပ်ရမလဲဒါပေါ့နော်ရှုံးမဲ့ဆိုရင်လည်းအတင်းနာရမယ်စိတ်ဓာတ်မကျနဲ့ခွန်အားတွေပေးတယ်ဒါမိဘတိုင်းဟာပြောတဲ့ဟာလေးတွေပဲပေါ့နော်အဲ့လိုမျိုးသူကအဲ့လိုမျိုးဟိုပေါ့အရင်ဟိုပါပေါ့ အရင်ကြီးဟိုစမီဘာစိတ်ပြက်စရာလောက်တော့အဲ့လိုမျိုးတော့မရှိပါဘူးအဲ့လိုလောက်တာကင်တာလေးတွေမှားမယ်အဲ့အဲ့လိုမျိုးလေးပေါ့နော်အတွေးခေါ်လေးတွေဆိုလို့ရှင်ကိုကအဲ့ဒီပုံစံမျိုးလေးပါဒါမလေးမာတဲ့အသားထဲမှာလည်းပါပါတယ်ဟုတ်ဟောပေါ့အဓိကတော့ဟိုဟောပေါ့ကျွန်တော်ဒီဟောပေါ့ majority ဖြစ်မှုပေါ့နော် majority ဖြစ်မှုရင်းချက်မှုဦးစားပေးပြီးပြောတယ်တကူစဉ်းစားဆုံးဖြတ်တော့မယ်ဆိုလို့ရှိရင်ဒါကိုဖြစ်နိုင်လားမဖြစ်နိုင်လားဖြစ်တဲ့လားမဖြစ်တဲ့လားဆိုပြီးတော့ပေါ့နော်အဓိကအဲ့ဒါကိုအရင် ပေါ့ပေါ့ဦးစားပေးပြီးစဉ်းစားပြီးလို့ရှိရင်ဟောပေါ့တကူဆိုလို့ရှိရင် ကိုစိတ်ထဲမှာဒီဘုံမချဖြစ်နေတယ်တော့တကူကိုဒီအရေးကြီးတဲ့အကြောင်းအရယ်ဆိုလို့ရှိရင်အမေနဲ့ပေးပြီးတော့တိုင်ပင်ဖြစ်တယ်ပေါ့နော်အမေကတိုးဆိုတိုင်ပင်မှာအဲအဲ့လိုလေးပြောပြောပြောဖြစ်တယ်ပေါ့ဘာသာရေးတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီလူမှုရေးတွေပဲဖြစ်ဖြစ်အဲ့လိုလေးပေါ့လေဟုတ်ပါဘူးဒီကြီးမှာပါ ပါကတော့ဟိုပါအေးတယ်အေးတယ်ဆိုတာဟိုပါအခါကြလို့ရှိရင်ပေါ့ဟိုပါတူတူဟိုကချိုးလောလောလောနဲ့အဲ့လိုမျိုးတော့ဒါပေမဲ့အလုပ်ကိုတော့ပြီးသက်အောင်မြအောင်သူလုပ်တယ်ဒါပေမဲ့အေးအေးလေးနဲ့ပဲသူသွားသွားတာပေါ့နော်ဟိုလောလောလောနဲ့တော့မလုပ်တတ်ဘူးပေါ့နော်ဒါအတွက်ချိုးမှလေးကိုယူရနေတယ်ဟုတ်ရှာနေတော့မယ်ပေါ့ဝမ်းရှာပြပါအောင်ပေါ့ အော်ဘယ်လိုပြောအောင်မလဲချွေးမဆိုတာလေဟိုဘလိုပဲဖြစ်ဖြစ်လေးကိုကတော့ဟိုသားသမီးတွေကကောင်းလေးနဲ့နော်ဟိုအစင်ပြေပြေလေးဖြစ်စေခြင်းနဲ့ဒါပေမဲ့အလိမျိုးတွေမှာသားသားတို့ကလည်းသဘောကျအောင်မကြိုက်အောင်ပါလေနောက်အဓိကကတော့ကိုရွေးရထက်ဆိုင်ရင်တော့သူတို့ချင်းချင်းပေါ့နော်သဘောကျတယ်အလိမျိုးလေးဆိုပြပြပါတယ်ဘလိုမင်းကလေးမျိုးကဘလိုဖြစ်လဲဒါမျိုးလေးတွေဆိုသူကအဲ့လိုတိုင်မြင်ပါတယ်အလိမျိုးဟုတ်ပါဘူးဟုတ်ပါအောင်ဘယ်လိုရအောင်လဲသူရှင်းဖို့ပြီးတော့နှစ်ဆက်ပြီးချေးရွာလို့ပြောရအောင် အဲ့လိုတော့မရှိသေးဘူးဒါပေမဲ့တိုက်ချိုလေးတော့ရှိအောင်ပါဟုတ်တူဒီတော့သားတွေမွေးရတဲ့မိတွေကကြာတချို့ဆိုတော့အတကြီးတွေပါတာပြောကြတယ်မပေါ့ဘူးစိတ်သိရှိတယ် and နည်းနည်းတော့ရှိတယ်ဘာဖြစ်လို့ဆိုတော့ဟိုကပေါ့ဟို तू ကတော့အငယ်မရှိတော့ဘူးလေကိုကအငယ်မရှိတဲ့ခါကျတော့ဒီလိုမျိုးဒါဥစားပေးရမယ် အဲအဲ့လိုမျိုးလေးတော့မသိဘူးမသိဘူးဒါလေးကငါရှော့လိုက်ရမှာပေါ့နော်အဲ့ဒီပုံစံမျိုးတော့မရှိဘူး तू ပဲ तू ပြောကျင်တဲ့ဟာ तू လိုချင်တဲ့ဟာကို तू ပဲအဲ့လိုမျိုးပြောကျင်ဒါပေမဲ့တစ်ခါမှလူပူဇာလာတို့ဘာလို့တော့သိမရှိဘူး तू ဖေဖေဆိုလဲတင်မေတင်မေတယ်ဖေဖေဆိုလဲဒါလောကမှာဘလို့သူ့သူ့ဖေကပို့ပြောတတ်တယ်အမားတို့ကပျော့ပျော့လေးနဲ့အေးအေးလေးနဲ့သူ့ပြောတာဆုံးမတာသူ့ဖေကျတော့ဒဲ့ကိုတကယ်ကိုဘလို့ဘလို့ဘလို့ဖြစ်တယ်ဆိုဂယုနာသောသောနဲ့ ပြောတာပုံများတယ်တဲ့ပဲပြောတယ်သူဖေကတော့ဟိုရှင်းပြလို့ရှင်းရင်လေအစအဆုံးရှင်းပြတတ်တယ်ဘယ်စာမှာဘလို့ပြောတယ်ဘလို့ပုံစံအဲ့လိုမျိုးပြောတတ်တယ်အမတို့ကြတော့အတိအကျမဟုတ်အပေါ်ယံလေးပဲပြောတာပေါ့အဲကြောင့်သူဖေအခုဆိုလို့ရှင်သားသားဆုံးဖြတ်မှန်တဲ့အိုင်ဒီယာလေးကိုအတွေ့အခေါ်မှန်တယ်ဆိုဖေဖေယူနဲ့တိုင်မယ်โอเคဒါဆိုလို့ရှင်ငါဆုံးဖြတ်ချက်မှန်သွားပြီဖေဖေယူလည်းဒီလိုပဲတွေးတယ်အဲ့လိုမျိုးလေးတွေပေါ့နော်